ကဲထွတ်မြောက်15:26မှာဒီနေ့ဖခင်ကသူ့ရဲ့နာမည်ကိုမိတ်ဆက်တဲ့အခါဘလို့မိတ်ဆက်လဲဆိုတော့ငါဟာယေဟောဝါရာဖာသင်တို့ဤအနာယောဂါကိုငြိမ်းစေသောဖခင်လို့ဖခင်ကမိတ်ဆက်တယ်အဲ့တော့ဒီနေ့ဖခင်ကသင်တို့ကိုထပ်ပြီးတော့မိတ်ဆက်နေတယ်ငါယေဟောဝါရာဖာဖြစ်တယ်ယုံရင်ရမယ်မယုံရင်မရဘူးအာမင်ကဲအဲ့တော့ကျွန်မနောက်ကနေလိုက်ပြောပါအောင်ငါသည်သင်တို့ဤယောဂါကို ်ငြိမ့်စေသောထာဝရဘုရားဖြစ်သည်ငါသည်သည်တင်တို့၏အနာရောဂါကိုငြိမ့်စေသောထာဝရဘုရားဖြစ်သည်ကဲထပ်ပြီးတော့ဖတ်ပါဦးယေရမိ30ဆက်ခွန်ကျမနဲ့အတူတူကဖတ်ပေးပါ1 2 3တင်၏အနာရောဂါများကိုငါပျောက်စေ၍ကျမ်းမာပဂတိဖြစ်စေမည် ပြန်ဖတ်ပါအောင်တင်းရဲ့အထဲထဲမှာရှိတဲ့အနာရောဂါငြိမ်းချင်းနဲ့ဆိုင်တဲ့မယုံကြည်ခြင်းကိုတွန်းထုတ်ဖို့ရင်အတွက်နှုတ်ကပတ်တော်ဒါနဲ့ခုတ်ပြလိုက်ပါအောင်1 2 3တင်းဤအနာရောဂါများကိုငါပျောက်စေ၍ကျမ်းမာပဂတိဖြစ်စေစာလံ120ကိုဖတ်ပါအောင်နှုတ်ကပတ်တော်ကိုလွတ်သဖြင့်သူတို့အနာကိုငြိမ်းစေ၍ဖြစ်စည်းခြင်းအရာများတဲ့ကနှုတ်ယူတော်မူ၏ဒီနှုတ်ကပတ်တော်လို့ခေါ်တဲ့ယေရှုခရစ်တော် င်ရဲ့အတ္တထဲမှာဝင်ရောက်လာပြီအဲ့ဒီယေရှုခရစ်တော်ကိုအမှန်တကယ်သူရဲ့လှုပ်ဆောင်နိုင်ခြင်းအားလုံးကိုသင်ယုံနေဆိုရင်ဒီနေ့ဖခင်ကဘာပြောလဲအနာရောဂါရှိသမျှကိုငြိမ်းစေမယ်တဲ့အဲ့ဒီအနာရောဂါထဲမှာဘာတွေပါလဲစိတ်တကြတဲ့အနာရောဂါတွေအသေးကွဲတဲ့အနာရောဂါကအစပါတယ်ဟယ်လိုဒီခနာကိုနဲ့ဆိုင်တဲ့အရာပင်မကဘူးသင်ရဲ့စိတ်နှလုံးနဲ့ဆိုင်တဲ့အနာရောဂါအားလုံးကိုလည်းဖခင်ခင်ကကုသပေးနိုင်တယ်ဒါကြောင့်ယေရှုခရစ်တော်ကကျမတို့အတွက် အသေးခံတဲ့အခါမှာရိုးရိုးမဟုတ်ဘူးနော်သူ့ရဲ့ကြောကုန်းပေါ်မှာကြာပွတ်နဲ့ဗနချက်အရိုက်ခံခဲ့တာလေ39ချက်40မှာတစ်ချက်ယော့တယ်39ချက်အဲ့တော့ရိုက်တဲ့အခါမှာကျွန်မဒီလိုမြင်ရအောင်ကြည့်ပါတယ်အခုဒီနေ့ဒီမှာရှိတဲ့ယောဂတဲ့အမျိုးမျိုးရှိကြလိမ့်မယ်တဲ့ဘုရားသခင်လွတ်ချင်းချမ်းသာပေးခြင်းနဲ့ဒါကြောင့်မဒီအရာကိုဟောယေရှုငါအတွက်ကြောကုန်းမှာတစ်ခါတည်းကြာပုနဲ့နော်တစ်ခါတည်းရိုက်ခံခဲ့တယ်တနာယုံမဟုတ်ဘူးအဲ့တနာယုံနဲ့တင့်ရဲ့တတ်တာထဲမှာကျမ်းမာခြင်းမရအောင်အဲ့ဒီအရာကိုယုံမှုလို့တာ ဲ့တော့ယေရှုခရစ်တော်ရဲ့ကြောပေါ်မှာရောက်လာတဲ့အဲ့ဒီကြာပို့တစ်ချက်ချင်းစီရင်ဟာကန်ဆာပြောက်ပြီအဲ့ဒီယေရှုခရစ်တော်ရဲ့ကြောပေါ်မှာရောက်လာတဲ့ကြာပို့တစ်ချက်ချင်းဟာအရိုးယောဂါကိုပျောက်စေပြီနောက်တစ်တစ်ချက်ထိရိုက်လိုက်တဲ့အခါမှာမျက်စိကန်းတဲ့ရာကိုပျောက်စေပြီအိုဒီနေ့တခါတဲ့လမ်းမလျှောက်နိုင်တဲ့သူတွေလမ်းလျှောက်တော့ခုကိုဘုရားရှင်ပေးပြီအုံနောက်ပိုင်းဆာမှာတခါတဲ့အခဲတွေနောက်တခါတဲ့အလုံးတွေဖြစ်နေတဲ့အရာတွေအားလုံးအရေးပြောပြီးဒီလိုယုံကြည်ရမှာဖြစ်တယ် ကျမတို့ကတခါသေးကြလို့ရှိရင်အဲ့ဒီဇလန်းတွေကိုကြည့်ပြီးတော့ကျမတို့ကခြေနဲ့နေတာမဟုတ်ဘူးအဲ့ဒီအထဲထဲမှာဖရာသခင်ထည့်ထားတဲ့တကိုးတော်ရှိတယ်အဲ့တော့ကိုရအောင်ယူစေခြင်းနဲ့အဲ့ဒီအရာကိုရအောင်ရှာဖွေတက်စေခြင်းနာဖြစ်တယ်။ဒါကြောင့်ယေရှုခရစ်တော်ကဘာပြောထားဆိုကျမတို့တယောက်ချင်းစီတိုင်းကိုသူ့ရဲ့ဒဏ်ကျက်အားဖြင့်ကျမ်းမာစေပြီ။လိုက်ပြောပါငါဟာယေရှုခရစ်တော်ခံခဲ့တဲ့ဒဏ်ကျက်တော်အားဖြင့်အနာငိမ့်တော်သူဖြစ်တယ်။ငါခန္ဓာကိုယ်ထဲမှာ ခြုံနောင်ထားတယ်မချမ်းမမခြင်းအလုံးကိုယေရှုနာမ၌ယေရှုနာမ၌ယေရှုနာမ၌ငါဟာချမ်းမာတော်သူထဲချမ်းမာတော်သူဖြစ်တယ်ဝမ်းမြောက်တော်သူဖြစ်တယ်ဖခင်ချမ်းမာတော်အရှင်ဖြစ်ကြောင်းထေရှားပြတတ်သောတည်ဖြစ်တယ်အာမင်အာမင် ။သင်ဟာကျမ်းမာတော်သူဖြစ်တယ်။ဟာလေလုယာ။အရောခဏနေကြရင်ကျမဆုတောင်းပေးမယ်။သင်ယေရှုဖခင်ကြီးကိုလာမယ်။မမတယ်ကျမကတော့ဆုတောင်းပွင့်တော့ခေါ်လိုက်မှာ။ဒါပေမဲ့သင်ဘက်ကလောက်မယ်ယာကယေရှုဖခင်ကြီးကိုလာတယ်ဆိုနှလုံးသားနဲ့လာရမှာဖြစ်တယ်။ဘာဖြစ်လို့လဲ။ယေရှုဖခင်ကြီးကိုမလာရင်ကဲတင်ပေးလို့မရ။ဘာလို့ကဲတင်ပေးလို့မရလဲ။သူ့ဘုရားခင်ဆက်ရုပ်တရုပ်နေနဲ့ဖန်ဆင်းထားတာမဟုတ် free will လို့ခေါ်တဲ့ ကိုပိုင်ဆုံးဖြတ်ချက်တစ်ခုထည့်ထားပေးတာဒါကြောင့်သင်ဟာဆွတောင်းခံပေါ်တဲ့လာတဲ့အခါမှာအဲ့ဒီယုံကြည်ခြင်းနဲ့အထဲတဲကနေဖယားကိုရွေးချယ်မယ်ဆိုနှလုံးသားနဲ့လာမှာပဲသင်ရဲ့အတ္တထဲမှာလွတ်မြောက်ခြင်းရမှာဖြစ်တယ်ကဲတော့တနေ့ကျတော့ဒီဖြစ်ပျက်ကလေးကျွန်မပြောချင်တာဒါလေးတော်တော်လေးကျွန်မနှလုံးသားထဲမှာဆွဲနေလို့တနေ့ကျတော့လူငယ်တစ်ယောက်ကသပင်ညက်ဆိုင်မှာသပင်သွားညက်တယ်အဲ့လူငယ်လေးကယုံကြည်သူခရစ်ယာန်ဒါနဲ့သပင်သွားညက်တဲ့အခါမှာဖြစ်ချင်တော့သပင်ညက်ဆရာက ဘာသာမဲ့တဲ့ပုံကိုတယောက်ဖြစ်တယ်။ဒါနဲ့လူငယ်လေးကိုမေးတယ်။လူငယ်မင်းကဘာဘာသာကိုးကွယ်လဲ။ဒါနဲ့ तू ကပြောတယ်ကျွန်တော်ကခရစ်ယာန်ပါ။ဟာမင်းခရစ်ယာန်။မင်း brain wash အလုပ်ခံလိုက်ရလားပဲ။ဘာဖြစ်လို့မင်းခရစ်ယာန်ဖြစ်နေတာလဲ။ဒါလို့သူ့ကိုပြန်ပြောတယ်။ဟာဘာဖြစ်လို့ခမရကဒီလိုပြောတာလဲ။သပင်ညက်ခံနေနေလူငယ်လေးကပြန်ပြောတယ်။ဟာမင်းကလည်းဖယားမရှိဘူးလေတဲ့။ဖယားသာရှိတယ်ဆိုဒီလောကမှာရှိနေတဲ့သူတွေအားလုံးတခါတည်းဖယားက သူရှိချောင်းကိုထင်ရှားပြဖို့အတွက်ကောင်းတဲ့အရာတွေကိုလုတ်ပြလိုက်လေဆိုပြီးတော့ပြောတယ်။ဟာခမရလည်းအဲ့လိုမပြောနဲ့ဖះဆိုတာရှိတယ်အဲ့လိုမပြောနဲ့ဟာငါမယုံဘူးဘာဖြစ်လို့ဆိုဒီလောကမှာဒုက္ခဆင်းရဲရောက်နေတဲ့သူတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဖះကသာတကယ်ရှိတယ်ဆိုရင်ကယ်လိုက်လေဒီလိုပြောတာ။ဒါနဲ့အဲ့ဒီအချိန်မှာလူငယ်လေးကဒါဆိုရင်ခမရပြောတဲ့အတိုင်းကျွန်တော်တခုလောက်ပြောခြင်းတယ်။ Okay မင်းပြောပါ။အဲ့ကျွန်တော်ပြောခြင်းတယ်ကဘာပေါ်မှာသပင်ညက်တဲ့ဆရာဆိုတရားဝမ်းမရှိဘူး အဲ့ဒါအဲ့လူငယ်အဲ့လိုပြောတယ်။ဟာမင်းဘာတွေလျှောက်ပြောနေရခုငါမင်းကိုစပင်ညက်ပေးနေလေငါမင်းကိုစပင်ညက်ပေးနေလေငါစပင်ညက်ဆရာလေဟာမဟုတ်ဘူးလေစပင်ညက်ဆရာသာတကယ်ရှိတယ်ဆိုလို့ရှိရင်အပြစ်မရှိနေတဲ့စပင်ရှည်တဲ့သူတွေအားလုံးညက်ပေးရမှာပေါ့။ဒါနဲ့အဲ့ဒီစပင်ညက်ဆရာကဘာပြန်ပြောလဲဆိုတော့ဟာသူတို့ကငါစီမမလာတာတဲ့ငါဘလို့ညက်ပေးလို့ရမှာလဲ။ဒါဆိုရင်အခုခမည်းပြောတဲ့အတိုင်းပဲခမည်းရှိနေတယ်ခမည်းစီကိုမလာလို့ခမည်းညက်ပေးလို့မရဘူးဆိုသလိုပဲ။ ရားရှိနေတယ်ဖရားစီကိုမလာလို့ဒုက္ခတွေကမလွတ်တာကဲမဲ့သူကအစင်းသင်းရှိနေတယ်ဒါပေမဲ့တခါတည်းကျမတို့ကအဲ့ဒီကဲပေးမဲ့ဖရားအပေါ်မှာတော့မာနထားတတ်တဲ့နှလုံးသားရှိတယ်ကိုအားကိုကိုးလိုက်ခြင်းတဲ့အရာ ဒါမှမဟုတ်သူတစ်ပါးကိုအားကိုးလိုက်ခြင်းနဲ့အရာမြင်ရတဲ့အရာပေါ်မှာခုံလုံလိုက်ခြင်းနဲ့အရာတွေရှိတယ်။မဟုတ်ဒီနေ့ဘုရားခင်ကဘာပြောငါရှိတယ်ငါတကိုးကြည့်တယ်ငါအသက်ရှင်တယ်ငါတက်နိုင်တယ်လို့ဘုရားကပြောနေတယ်။ဒီနေ့အဲ့ဒီတက်နိုင်တဲ့ဘုရားကတင်းရဲ့ဘဝထဲမှာရှိနေတယ်မကျမ်းမမှခြင်းအလုံးကိုယခုငြိမ်းပေးလိမ့်မယ်။ဘာဖြစ်လို့လဲ။တမန်ကျမ်းစာထဲမှာပဲဘုရားကအလုံးလုံတာမို့အခုချိန်ထိအလုံးလုံနေတယ်။တချို့သောသူတွေကတချို့သောဂိုင်းကနာတွေကဘာပြောလဲဆိုတော့ကျမ်းမာခြင်းနဲ့ဆိုင်တဲ့အရာရက်တန်သွားပြီတဲ့။မရက်ပါဘူး။ယေရှုခရစ်တော်ရှင်ပြန်ထမြောက်တဲ့အချိန်မှာလည်းနမိတ်လက္ခဏာတွေကိုဆက်ပြီးတော့လုပ်နေသေးတာပဲ။ ဒါကြောင့်မလို့တမန်တော်ရဲ့အသက်တာတွေကိုပြန်ပြီးတော့ကြည့်လိုက်ပါရှင်ပေတရုဟာတဲ့ရှင်ပေတရုဟာမကြမ်းမမာသောသူတွေရဲ့ဘေးနားကိုဖျက်လျှောက်သွားတဲ့အခါမှာတဲ့သူရဲ့အရေးနဲ့မကြမ်းမမာသောသူတွေကထိပြီးတော့ချက်ချင်းကျမ်းမာကြတယ်နေကောင်းကြတယ်တက်တာကြတယ်လမ်းလျှောက်နိုင်ကြတယ်တဲ့အဲ့ညီကောင်မတို့အခုနရှင်ပေတရုက သွားပြီးတော့လက်နဲ့မထိပါဘူး ရှင်ပေတရုကသွားပြီးတော့သူသူတို့ဘောမှာစီနဲ့လူပြီးတော့လည်းမဆုတောင်းပေးပါဘူးဘေးနာကနေဖျက်လျှောက်တဲ့အချိန်မှာတောင်မှအဲ့ဒီကျမ်းမာခြင်းတကူတော့ကရှင်ပေတရုရဲ့အထဲထဲကနေစီးထွက်သွားတယ်။ဘာကြောင့်လို့ထင်လဲ။အဲ့ဒီရှင်ပေတရုကသူ့ရဲ့အထဲထဲမှာနေတိုင်းအသက်ရှင်တဲ့အခါမှာယုံကြည်ခြင်းနဲ့အသက်ရှင်နေလို့ဖခင်ရဲ့မျက်မှောက်ကိုယုံကြည်ခြင်းဖခင်အတူရှိတဲ့ဆွေရကိုယုံကြည်ခြင်းရှိနေတော့သူ့ရဲ့အထဲထဲကနေတကူတော့ကစီးထွက်နေတာ။အာမင်။တေဟာတကူတော့စီးထွက်တဲ့ဂျာကန်နဲ့ဖြစ်ရမှာ။ ာမင်ယေရှုခရစ်တော်ရဲ့ကိုယ်ခန္ဓာမှာရှိတဲ့အဝတ်စကတကိုယ်တော်စီးထွက်ဖို့ရန်အတွက်ကြားခံနေဖြစ်တယ်လို့သင်ဟာယေရှုခရစ်တော်ရဲ့တကိုယ်တော်ကိုစီးထွက်စေဖို့ရန်အတွက်ကြားခံနေဖြစ်ဖို့ဘုရားကလိုတော်ရှိတယ်အာမင်လူတယောက်ကသင်စကိုလာပြီးတော့ကျွန်တော်နေမကောင်းဘူးလို့ပြောလို့ရှိရင်အေးဆရာဝန်ကြီးအရင်သွားပြလိုက်လို့ပြောမှာမဟုတ်ဘူးလာငါဆုတောင်းပေးမယ်အာမင်ကဲဒီမှာရှိတဲ့သမီးတွေဆိုလူတွေကလာငါနေမကောင်းဘူးဟာလာပါလာစစ်တမောလေးပေးမယ်မဟုတ်ဘူးတော့ အငါမသိတဲ့အကောင်းဆုံးဆရာဝန်တယောက်ရှိတယ်ဒီလိုမပြောရအောင်အဲ့တော့ကျမတို့ပြောမယ့်အရာကဘာလဲဆိုတော့အေးငါကိုးကွယ်တဲ့ဖခင်ကကျမ်းမာခြင်းကိုပေးနိုင်တယ်မင်းမဆေးဘဝမရှိဘူးလားမင်းကဆရာဝန်ရဲ့လက်လျှော့ထားခြင်းကိုခံရသလားအဲ့ဒီယေရှုကူညီပေးနိုင်တယ်ဆိုတဲ့အရာကိုစတင်ပြီးတော့ပြောပွင့်တယ်ဖြစ်တယ်တင်းကိုဘုရားသခင်ကျမ်းမာခြင်းပေးခြင်းနဲ့အချိန်မတန်ဘဲနဲ့ဒီလောကတွေကထွက်သွားတဲ့ခွင့်ကိုဘုရားမပေးခြင်းဘူးမောရှေကအသက်ဆစ်ဆစ်နေပြီးတော့မှကျန်းကျန်းမာမာနဲ့ဖခင်ပြန်ခေါ်သွားတယ်တဲ့ မောရှိကမကျဲမမဖြစ်ပြီးတော့ဒီလောကထဲကထွက်သွားရတာမဟုတ်ဘူးအသက်120တိပိတခါတောင်ပေါ်တယောက်ထဲတက်သွားတာတဲ့တနည်းအားဖြင့်ဒူးလဲကောင်းတယ်အယိုးလဲကောင်းတယ်မျက်စိလဲမမုံသေးဘူးဆိုတဲ့အရာကိုပြောနေခြင်းဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဒီမှာရှိရမိသားစုဝင်များယုံကြည်သူဖြစ်တဲ့တင့်ရဲ့အတ္တထဲမှာဖရာသခင်ရဲ့နာမတော်အတိုင်းတင့်ကိုခေါ်ထားတယ်အဲ့ဒီနာမတော်ကကျမ်းမာခြင်းအရှင်ကျမ်းမာခြင်းအရှင်ဖြစ်တဲ့ဖရာရဲ့သားသမီးကကျမ်းမာတော်သူ ဖြစ်တယ်။အာမင်။အာမင်။အခုကျမရဲ့ခန္ဓာကိုယ်ထဲမှာလည်းမကျမမာတဲ့အရာတွေရှိခဲ့တယ်။ကျမရဲ့အဓိကပြဿနာဘာဖြစ်ခဲ့ဆိုခါနာတဲ့ပြဿနာဖြစ်တာ။ကိုဝင်ဆောင်တဲ့ကလေး၃ယောက်ကိုကိုဝင်ဆောင်တဲ့အရာတွေကိုဝင်ကြီးနဲ့တခါတည်းအထုပ်တွေကိုမပြီးတော့တယောက်တည်းအင်းဝင်ကလေးတွေထွက်ခဲ့ရတဲ့အရာတွေရှိတယ်။ဟာအေးအခုမရှိဘဲနဲ့တခါတည်းအိမ်အမှုကိစ္စတွေအကုန်လုံးကိုတယောက်တည်းလုပ်ခဲ့ရတဲ့အချိန်တွေရှိတယ်။အပြင်မှာလည်းအလုပ်လုပ်ဖခင်ကြောင့်ရဲ့အလုပ်ကိုလည်းလုပ်တပတ်မှာ9ရက်လုံးမနေ့ကနေညအထိမနာဘဲနဲ့ကျွန်မအလုပ်လုပ်ခဲ့ရတယ်။အဲ့လိုလုပ်ရ ဲ့အချိန်မှာကျမရဲ့အယိုးကပြဿနာတက်ပြီးတော့ကျမကောင်းကောင်းထိုင်လို့မရထလို့မရတဲ့အခြေအနေတစ်ခုဖြစ်လာတယ်။ကျမအဲ့အဖြစ်ပြက်ကလေးကိုပြန်ပြောပြမယ်။တနေ့ကျတော့ဒီဇင်ဘာလအချိန်မှာခုနမှရှိတဲ့မင်းသမီးလေးတွေအဖွဲပေါ့။သူတို့တွေအိမ်မှာလာပြီးတော့တချင်းရိုက်တယ်။ဆရာထွန်းအောင်ဆင်းရဲ့တချင်း။ Oh Christmas time Oh Christmas time ကြားဘူးလေနော်။အဲ့အဲ့တချင်းလာရိုက်ကြတာ။အမေတို့သူတို့လာမယ်ဆိုလို့ကျမကလေသူတို့ကိုပြောစေချင်လို့ကျမရဲ့နော်တိုက်ခန်းသေးသေးလေးကို သူတို့လာတာ။ နော်ရှင်လန်းပါစေဆိုတော့ကျမအင်တန်ရှင်လောက်တာဘာမှလောက်လဲဆိုအင်သာထဲမှာပါအစကျမအတန်ရှင်လောက်ပေးတာနည်းနည်းအဲ့အင်သာမှာရှိတဲ့ဖုန်တွေကိုလည်းပင်းကူမြင်းတွေကိုလည်းတန်ရှင်ပွင့်တယ်ကျမကအဲ့အင်သာအခွက်ဘေးနားမှာအင်သာချင်းချင်းလေးကျမကိုထိုင်ကုန်တစ်ခုကိုကျမချလိုက်တယ်အဲ့ဒီအပေါ်မှာမတ်တရက်ပြီးတော့ကျမဘာလောက်လဲဆိုတော့တခါတည်းအပေါ်မှာရှိနေတဲ့အမိုက်တွေတခါတည်းကျမဖယ်ချတယ်ဖယ်နေတဲ့ရုတ်တရက်ဆိုတော့ကျမခုံကဝုံးဆိုပြုတ်ကြပြီးတော့မှအဲ့ဒီအင်သာအစ်နည်းနည်းလေးပေါ့နော်သူကဒီလိုခြေထောက် ဟိုဟိုကြော်ရတဲ့အရာလေးရှိနေတော့အဲ့ခြေကြော်ရတဲ့နေရာမှာကျမခါကွက်တီပဲပြုတ်ကြပြီးတော့မှခြေတော့ကလည်းခောက်လိန်ပြီးတော့မှခါရိုက်ချိုးသလိုကျမခံစားရတယ်။ဒါကျမဘာဖြစ်လဲဆိုကျမသွားပြီးကျမတော်တော်နာနေပြီကျမတိတယ်ဒါပေမဲ့အသက်တောင်မရှူနိုင်ဘူးဒါပေမဲ့ကျမရအောင်ပြန်ထားတယ်ဘာလို့ဆိုခဏနေကြရင်ကျမဘုရားရှိခိုးတစ်ခုသွားရအောင်မယ်။အဲ့ဘုရားရှိခိုးအမိသွားမယ်ပြန်လိုင်းသူတို့အဖွဲ့ရှိတယ်။အဲ့ကျမကဘုရားရှိခိုးသွားဖို့နဲ့ကျမပြင်ဆင်တယ်။နော်ဒီသမီးအက်စတာရောအိမ်အဲ့တော့ကျမမှတ်မိသေးတယ်။ ။တွားပြီးတော့ကျွန်မဖះရှိခိုးဖို့နဲ့ပြင်ဆင်တယ်။အမေတော့ကျွန်မခါရမ်းနာနေတယ်။တိုးတိုးရုံမပြတ်ဘူး။ဟုတ်ကဲ့။မင်္ဂလာပါ။ဆူတောင်းစရာရှိရင်ဆူတောင်းနဲ့အသက်ကောင်းကောင်းဖြစ်ဖြစ်ချင်းစီရှူတယ်။ရရင်တော့မရှူနိုင်တော့။ဒါနဲ့ကျွန်မနောက်ဆုံးအိမ်ပြန်လာတယ်။ဒါနဲ့သူတို့နဲ့ကျွန်မကစကားတွေပါတွေပြောပြီးတော့သူတို့ရိုက်တဲ့အရာတွေကူညီပေးပြီးတော့ခဏလေးကြာတော့သမီးဖွဲ့ထားပါပြောဆိုတော့အပြစ်မမုတ်သားစားမယ်မမီးတယ်။ဟုတ်တယ်နော်မမီးလား။အမေတော့ကျွန်မခါရမ်းနာနေတာ။ဒါနဲ့သူကအဲ့လိုပြောတော့ဟုတ်တယ်တဲ့အမ။ မင်းမြဲ့နာကျော်ကလည်းဟုတ်တယ်သွားစားမယ်တဲ့ဟောသူတို့နဲ့တခါတလေပဲတွေ့ရတာသွားစားမယ်သွားစားမယ်ဆိုသွားကြတယ်သွားလဲသွားပြီးတော့အဲ့နေ့ညကျွန်မပြန်လာတဲ့အခါမှာအရန်ပင်ပန်းလုံးလို့ခါကလည်းအရန်နာလာလို့လှဲလိုက်တာကျွန်မအပေါ်ပိုင်းနဲ့အောက်ပိုင်းနှစ်ပိုင်းပြတ်တယ်လို့ကျွန်မခံစားရတယ်ကျွန်မဘာမှလှုပ်လို့မရတော့ဘူးကျွန်မခြေထောက်လည်းကျွန်မမခံစားရတော့အပေါ်ပိုင်းလည်းကျွန်မနှစ်ပိုင်းပြတ်တယ်လို့ပဲရွှေ့လို့မရအောင်ရွှေ့ရမယ်ကျွန်မအရန်နာတာဒါပေမဲ့ကျွန်မအဲ့ရပေါ်မှာလှဲနေနေနောက်တနေ့မနဲ့စန်တီတရားဟောရမှာအဲ့တော့ကျွန်မပြင်ဆင်တယ်ဖြစ်ချင်တော့ကျွန်မပြင်ဆင်တဲ့နှုတ်ကပတ်တော်ကဘာလဲဆိုတော့ ဟိုခရိယံဖြစ်လာပြီးတော့မှနောက်ပြန်လဲသွားတဲ့သူတွေအတွက်ပြင်ဆင်ထားတဲ့နှုတ်ကပတ်တော်ကျွန်မလူတယောက်ကိုတရားဟောခြင်းလို့အဲ့ဒီနေ့အတွက်ကျွန်မတရားဟောခြင်းတပုတ်ကိုပြင်ဆင်တယ်အမေတို့လာမဲ့သူကအများကြီးပါပဲသူတို့ကျွန်မအဲ့လူတယောက်တည်းကျွန်မနှုတ်ကပတ်တော်ကိုအဲ့ရပေါ်မှာကျွန်မပြင်ဆင်နေရင်းနဲ့ဖြစ်ချင်တော့နောက်တနေ့မနေ့ကျွန်မမိုးလေးတဲ့အခါမှာကျွန်မမျက်စိဖွင့်လိုက်တော့ကျွန်မမျက်စိဖွင့်လိုက်တာနဲ့ဘလို့ပုံစံဖြစ်လဲဆိုတော့ဖုန်းတစ်လုံးကလေကျွန်မတို့ဟိုဗီဒီယိုရိုက်နေရင်လည်းပြုတ်ကြလို့ရှင်အဲ့ဖုန်းရဲ့ screen ပေါ်မှာအဲ့ပုံတွေကရှုပ်ရှက်ခတ်သွားသလိုကျွန်မမျက်စိဖွင့်လိုက်တာနဲ့ ဟိုအိမ်တစ်လုံးလုံးကပြိုကျတဲ့အရာကိုကျွန်မအဲ့လိုမျိုးအာယုံကြောထိသွားတာ။ကျွန်မအဲ့လိုပဲမြင်ရတယ်။ဟာကျွန်မအဲ့ဒါကိုကြည့်ပြီးတော့မှတစ်ခါတော်တော်ကြောက်လို့နောက်တစ်ခါပြန်ဖွင့်ကြည့်လိုက်တယ်။နောက်ဆုံးကျွန်မအန်လာတယ်။ကျွန်မအဲ့ဒီတရားမဟုတ်နိုင်။အတင်းလူကြီးတွေကျွန်မကိုအမျိုးသမီးပေါ့သူတို့ရဲ့အမျိုးသမီးတွေကျွန်မကိုလာကြည့်ကြတယ်။ဂယုစိုက်ကြတယ်။အဲ့ဒီကျမတရားမဟောရလို့ကျမအယံဝန်းနေတာကျမကိုကျမဟိုနာကျင်နေတဲ့အရာကိုကျမမေ့သွားတယ်။အဲ့နဲ့ဖြစ်ချင်တော့ဆရာဝန်နေပိုင်းနဲ့ကျမကိုတခါလေသူတို့လက်ဆွတောင်းပေးပါတယ်ဆရာဝန်နေပိုင်းနဲ့သူတို့ပြပေးကြတယ်။ ဒါပေမဲ့ကျမဘယ်လိုပုံစံလမ်းလျှောက်ရလဲတလားလက်နဲ့တရွတ်တိုက်လမ်းလျှောက်ရတာတနည်းအားဖြင့်တွားသွားတဲ့ပုံစံလိုမျိုးပေါ့တောင်းကောင်းမလျှောက်နိုင်ဘူးတို့တော့လက်ကိုအရန်အားယူပြီးတော့မှထားတယ်ဆိုရင်ဒီမှာထားထိုးထားတဲ့ဆေးတွေအားဖြင့်ကျမထိုင်ကုန်ပေါ်မှာထိုင်နိုင်ရတဲ့အခွင့်ကိုရတယ်တို့တော့တတော်လေးကျမအခြေအနေဆိုးတဲ့အတွက်ကြောင့်မလို့နေ့တိုင်းအိပ်ရပေါ်မှာမအိပ်နိုင်ဘူးကျန်းပြင်ပေါ်မှာပဲကျမအိပ်ရတယ်စဉ်းစားကြည့်ပါဒီကိစ္စရဲ့ဆိုးတွေမသိလိုက်ဘူးနော်ဒါနဲ့ကျမအဲ့ဒီအချိန်မှာနောက်ထပ်နော်နှစ်ရက်သုံးရက်လောက်ဆိုလို့ရှိရင်ကျမတို့မိုးထစ်တောင်ပေါ်မှာသွားပြီးတော့မှ အင်္ဂလိပ်လုံးမဲ့အစီအစဉ်လည်းရှိတယ်။အစ်မရမ်းသွားကြတာပြင်ဆင်ထားတာဒါမဲ့ကျင်းတည်တယ်အခုကကြတော့တပိုင်းသေးတဲ့ပုံစံဖြစ်နေပြီ။ဒါနဲ့ရုတ်တရက်ဆိုသလိုအင်းရှင်းမှာလူတစ်ယောက်ကဝင်လာတယ်။ဒါနဲ့အိမ်မှာရှိတဲ့သူတွေကဟာဆရာမဒီမှာနော်လူတစ်ယောက်လာတယ်ဆိုပြီးတော့ပြောတော့ကျမအရန်စိတ်ထဲမှာစနိုးစနောက်ဖြစ်သွားတယ်။ဘာဖြစ်လို့ကျမနေမကောင်းတော့သူများမမြင်စေချင်ဘူး။ကိုယ့်ကိုတယောက်တည်းမလောက်မပတဲ့ရုပ်ကိုဖျက်သန်းလိုက်ခြင်းနဲ့ပေါ့။မကောင်းတဲ့အခြေအနေကိုကိုယ့်ကိုဖျက်သန်းလိုက်ခြင်းနဲ့ကောင်းတဲ့အရာကိုတော့သူများကိုဝင်မြပေးခြင်းနဲ့ဒီလိုနှလုံးသားနဲ့ပါ။ တကယ်အဲ့ဒီအချိန်မှာအဲ့မျိုးသမီးကလာတော့ကျမကဘယ်သူလဲမသိတော့စိတ်ထဲမှာစနိုးစနောက်ဖြစ်တော့ဖြစ်ချင်တော့တချာလဲကြည်လဲကြည်တော့ကျမတရားဟောခြင်းနဲ့သူ့ရဲ့တာပါလာတယ်ဟာကွတိပဲအဲ့သူတာပါလာတော့ချိန်သေးပြီချိန်ရတဲ့အမအဲ့မှာထိုင်နေကျမလာခဲ့မှာ ဟဲ့မျိုးသမီးအံ့ဩနေဟာဘလို့ဖြစ်တာရောဆရာမအဲ့နဲ့ကျမကလည်းမရရအောင်သူတို့ရှေ့မှာပဲကျမ်းမြေကိုလက်နဲ့တရွတ်တိုက်သွားပြီးတော့မှထိုင်ကုန်နားကိုလည်းရောက်တော့ကျမမရရအောင်ထိုင်လိုက်တယ်နာတာတွေပါလေခဏထားတာအောင်ဒါနဲ့ကျမဘာစလုပ်လဲဆိုအဲ့ Sunday တုန်းကမဟောလိုက်ရတယ်တရားဟောချက်ကိုသူ့ကိုဟောတာအမေတော့သူကဘာသာမဲပေါ့ခရီးရန်တယောက်ကနေနှချင်းခံပြီးတော့မှဘာသာမဲဖြစ်သွားတယ်အเจ้าရင်းကဘာကြောင့်လဲဆိုတော့ သူ့အဖွာနေမကောင်းဖြစ်တာသူ့ဖွာတော့မယုံကြည်ဘူးပေါ့နေမကောင်းဖြစ်တာအခုကျမ်းမာပေးလိုက်ကျမ်းမာပေးရင်ဒါကိုတော့တကိုးရှိရဲဆိုတော့ကျွန်တော်ဆက်ယုံမယ်မကျမ်းမာပေးမယုံဟိုအဖွာလည်းသူ့အသေးချင်းနဲ့သေးချင်းနဲ့မမြန်ဘောနော်ဟာနာတယ်ဆိုတော့လည်းဟိုဘက်ကလည်းတိတ်ရတာပေါ့နော်အဲ့တော့ဒီနေရာမှာဆူတောင်းချက်တစ်ခုကကွဲနေတာပေါ့နော်အဲ့တော့ပြစ်ချင်တော့သူ့အဖွာဆုံးပါသွားတဲ့ကြောင့်လို့သူကဖះကိုဒေါကံပြီးတော့မှဘာသာမဖြစ်နေတာအဲ့ဒါနဲ့ကျမအခုနက သူရောက်လာတဲ့ခါမှာကျမစပြီးတော့သူ့တရားဟောတာပေါ့ဟောရင်ဟောရင်နဲ့ကျမဘာပြောလဲဆိုတော့ဖယားသခင်ကကျမ်းမာခြင်းကိုပေးနိုင်တယ်အခုနအဖွားကသူကသေခြင်းနေတဲ့အတွက်ကြောင့်မလို့ခေါ်သွားတာမဆမ်းဘူးလေကျမစပြီးတော့ပြောတာအဲ့တော့ဖယားသခင်ကိုအမြင်မားနေတဲ့ຢာရှက်လိုက်ဖယားကကျမ်းမာခြင်းကိုပေးတဲ့ဖယားဖြစ်တယ်ကျမ်းမာခြင်းရဲ့အရှင်ဖြစ်တယ်ဒီတယောက်ကဘာဖြစ်နေလဲမကျမ်းမမာဖြစ်နေတယ်တခြားနားထောင်အရေးကြီးရဲ့နော်ကိုရဲ့အခြေအနေပေါ်မှာကြည့်ပြီးအသက်မရှင်အောင်ဖခင်ရဲ့နာမပေါ်မှာကြည့်ပြီးအသက်ရှင်ရတာဖြစ်တယ်။ တခါပြေကျမတို့ကကိုယ့်ရဲ့ခံစားချက်နာနေတယ်မကောင်းနေဘူးဆိုတဲ့အရာပေါ်မှာစဉ်းစားပြီးတော့မှဒါကတော့ဟုတ်တယ်မဟုတ်ဘူးလို့ဆုံးဖြတ်ချက်ချတာအမှန်တော့ဖျားသမုတ်လိုက်တဲ့ဖျားစကားအပေါ်မှာမှန်တယ်မမှန်ဘူးဆိုတဲ့အရာကိုပြောရမှာအဲ့တော့ကျမကအထဲထဲမှာယုံကြည်ခြင်းကတိုးပွားနေတော့ကျမကဘာပြောလဲဆိုတော့ယေရှုခရစ်တော်ဘုရားကကျမ်းမာခြင်းကိုပေးနိုင်တဲ့အရှင်ဖြစ်တယ်ဆိုဟိုတားမိတယ်လည်းကျမကအဲ့လိုကြောင်ကြည့်နေအထူးသဖြင့်အဲ့ဒီကောင်လေးကကျမကိုကြောင်ကြည့်နေအဲ့နဲ့နောက်ဆုံးကြတော့ဂိုးသွင်းကန်ဒီအချိန်ရောက်လာကန်ဒီအချိန်မှာပဲကျမရဲ့ခါမှလည်းပူနေဖြစ်သွားတာ ဟာအဲ့တော့ကျမထင်တာကအော်ဗာမြဖြစ်သွားလဲမသိဘူးဒါပေမဲ့ငါအခုတရားခေါ်တာအဆုံးသတ်တော့မယ်ဆိုတော့ငါပြီအောင်အဆုံးသတ်လိုက်အောင်မယ်အဲ့တရားဟောဆရာရဲ့စိတ်ဓာတ်နော်အဲ့ဒါအဲ့တော့ကျမကအဆုံးသတ်ဖွင့်အတွက်ပြင်ဆင်နေတဲ့အချိန်မှာပဲသူကဘာဖြစ်ဆိုကျွန်တော်စပြီးတော့ဆုတောင်းခြင်းနဲ့ကျွန်တော်စပြီးတော့စံစာဖတ်ခြင်းနဲ့ဟာကျမကအယံဝမ်းတာလို့ကျေးဇူးတော်ပဲဆိုပြီးတော့တခါလေအဲ့ထိုင်ကုန်ကနေကျမမတည့်ရပြီးတော့အဲ့စပွဲကုန်ကိုဟာလေလုယလို့ထုတ်ပြီးတော့တခါလေကျမအော်လိုက်တော့သူတို့သားမင်းညဆိုတော့ကြည်နေကျမလည်းဘာလို့ငါ့ကိုကြည်ရလဲပေါ့ ူမေကငါ့ကိုကြည့်ရခါပျော်နေရမှာလေသူသားပြောင်းလဲစီခြင်းတဲ့ကြောင့်သူကကြည့်ရခါပျော်နေရမှာဘယ်ဟုတ်မလဲကြည့်မှာပေါ့ကျမကခုနတရွတ်တိုက်သွားနေရတဲ့အချိန်ကနေဟာလေလုယဆိုပြီးအာရပါရမတ်တရဲလိုက်တာအဲ့ကြမှာကျမကျမ်းပါသွားဆိုကျမသဘောပေါက်တာ ကဒီနေရာမှာလှုပ်ဝက်ချက်ကဘာလဲဆိုတော့နာကျင်ခြင်းမနာကျင်ခြင်းကိုဂယုမစိုက်ဘဲနဲ့ဖယားသခင်ပြုမဲ့တကိုးတော်ကိုအာယုံစိုက်လိုက်တယ်ဆိုရင်သင်ရဲ့တက်တာထဲမှာအဲ့တကိုးတော်နဲ့ဆိုင်တဲ့အရာကယုံကြည်ခြင်းအပြင်ဆင်းသက်လာတာဖြစ်တယ်ဟာလေလုယဖယားသခင်ကိုလက်ခုပ်ကြည့်ပြီးချီးမွမ်းကြရအောင်